ချချင်းကထာအပိုင်နဲ့ဘဝဆိုတာလူငယ်အတွက်တော့အဆုံးမရှိတဲ့အနာဂတ်တစ်ခုပါပဲမျောလင့်စရာတွေများလွန်းလို့လေဘဝဆိုတာလူကြီးတွေအတွက်တော့မျောလင့်စရာမြောက်များစွာကိုခြံခဲ့ရတဲ့အတိတ်ကိုယ့်ဘက်ကအตาကြီးမတွက်ပါနဲ့တချို့ကလေချစ်သူကြီးသာအိမ်တော်ဘက်ဖြစ်ပါလျက်နဲ့သူ့သားတဲ့ကိုယ်သားတဲ့ တွေ့ကြကြပါတယ်အမှန်တော့ချစ်သူရည်စားဆိုတာပြိုင်ဘက်မဟုတ်ပါဘူးဖီမာဘက်ပါကိုအခက်ခဲကိုသူဖြည့်ရှင်းနိုင်အောင်သူအခက်ခဲကိုကုညီနိုင်အောင်အမိတဟဲပြုထားကြတဲ့သူတွေပါဒါကိုတချို့တွေကမတိမတာတမျိုးတိတိတာတာတမျိုးကိုရဲ့ဖီမာဘောကို ရှင်ပြိုင်နေတတ်ကြပါတယ်မိသားစုအာနာလူချင်းတမျိုးပါပဲကျွန်တော်အမြဲပြောတတ်တဲ့စကားရှိပါတယ် ဥပမာပြသူများစီကပစ္စည်းတစ်ခုကိုပိုင်းရှင်မသိဘဲခိုးယူမိရင် အပြည့်ရှိပါれသူများတိသွားရင်လည်းနေရာတကျပြန်ထားရပါれစုပါစုနင်းစီပန်းလေးကိုခိုးယူရင်တော့တိသွားရင်နေရာတကျပြန်ထားရပါれအေးသူများပစ္စည်းခိုးပြီးပြန်ထားလို့မရတာဆိုလို့မိမ့်မပဲရှိပါれစဉ်းစားကြည့်ပါဒါကြီးဟာကိုပိုင်ပစ္စည်းလည်းမဟုတ်ပါဘူး သူမိဘဘိုးဘွားပိုင်ပစ္စည်းကြီးပါနာဂုတ်ကအတွားခုမိရင်တက်တလုံးပိုက်ထားပြီးတော့ပဲကျွန်တော်သူ့ကိုခိုးမိပါတယ်အခုနောင်တရလို့နေရတကြပြန်ထားပေးရစီဆိုရင်ဓာနဲ့ပါ အခုတ်ခံရဖို့ရှိပါတယ်ဇူလိုဂျင်နာကယောက်ျားဆိုတာသူမြ်ဘိုးဘွားပိုင်ပစ္စည်းကိုခိုးကျင်နေတဲ့လူတကူပါ မိမဆိုတာကလည်းခိုးပြီးပြန်ပေးလို့မရတဲ့ခိုးရပါပစ္စည်းပါဒါကြောင့် ချစ်သူကြီးသားလင်မယားဖြစ်ပြီးဆိုသူသားတဲ့ကိုသားတဲ့တွက်နေလို့မရပါဘူးလူတခုနဲ့လူခိုးရပါပစ္စည်းတွေမှုလို့ပါပဲတချို့ကလည်းဒီလူကြီးနဲ့ပေါင်းရတာငါအသာကြီးပဲဘာမှကိုလှုပ်เสียမလို့ဘူးဒီလိုတွေးမိကြပါတယ်မဟုတ်ပါဘူးမိမအနေနဲ့အသက်နဲ့ရင်ပြီးကလေးမွေးပေးရပါတယ်မွေးလာတဲ့ကလေးလည်းထိန်ပေးရပါသေးတယ် ယောက်ျားအနီနဲ့ကလည်းဒီမိမကဘာမှသိတာမဟုတ်ဘူးပတ်ဆက်ပြီးပြီးပြည့်ထားလိုက်ပဲအမှန်တော့သူတို့အသက်ရှင်အောင်လှုပ်ကြွေးနေရတာပါဒါကြောင့်လင်မယာချစ်သူရီးသားဖြစ်လာရင်ဘယ်သူမှမတားပါဘူးတချို့ကလည်းငါဖောက်ပြန်နေတာသူမသိဘူးသူကတိတ်အေးတာကိုငါလှုပ်ချင်တယ်လို့လှုပ်၊မှွေချင်တယ်လို့မှွေလို့ရတာပေါ့ကိုလှုပ်ရက်ကိုကိုကြည်နဲ့ပြီး ဂုံယူနေတဲ့သူတွေလည်းရှိပါတယ်။ကိုယ့်ဘက်ကကိုယ်တွက်ပြီး ကိုယ့်အသာကြီးပဲလို့တွက်နေမိကြတာပါ။သူ့ဘက်ကတံပြန်ဘယ်လိုတုံ့ပြန်နိုင်လဲဆိုတာမတွက်ကြပါဘူး။တာရကပြပါမေ။ဒေမောတစည်းမှာဒေမောသားအမြောက်များပါတယ်ဆိုပါတော့။အဲ့ဒီဒေမောသားအားလုံးဟာဒေမောမှာထမင်းချက်တဲ့ဒေမောထမင်းချက်ကလေးကိုအကြောင်းမရှိအကြောင်းရှာပြီးတဏီမဟုတ်တဏီနဲ့စားတတ်ကြပါတယ်။ ထမင်းကျဲ့ရဲ့အိတ်ရာတွေဖက်ပြုတ်တွေ ဖန်းထည့်ထားတဲ့တာမျိုးညဘက်မှာမအိတ်နိုင်အောင်တရေ၆တာမျိုးချင်းအောင်ကိုရည်တဲ့နှစ်ထားတာမျိုးစသည်ဖြင့်စုံအောင်စတတ်ပါတယ်ထမင်းကျဲ့လေးကဖက်ပြုတ်မြင်လို့ထခုံရင်ရဲကြပါတယ်ချင်းအောင်ရည်စုကြီးခြုံမိရင်ရဲတတ်ကြပါတယ်တရေ၆တတ်တဲ့ထမင်းကျဲ့လေးကထပြေးရင်ဝမ်းသာကြပါတယ်ဒါပေမဲ့ထမင်းကျဲ့ကလေးကသူတို့ကို ဘာမှမတုံ့ပြန်ပါဘူးဒေမောသားတွေကလည်းထမင်းချက်ကလေးမတုံ့ပြန်တော့ပိုဆိုးလာပါတယ်ခေါင်းနဲ့အမိုက်တွေပြစ်ထည့်ပါတယ်လိရင်ခေါင်းကဇပင်မှာရိတ်တက်လာကြပါတယ်ဒါကလည်းဒေမောသားလေးကဘာမှမပြောရှာပါဘူးကြာလာတော့ဒေမောသားတွေဟာ ထမင်းချက်ကလေးကိုတနာလာပါတယ်သူတို့နှိပ်စက်တာကလည်းများပြီကိုဒါကြောင့်အားလုံးစုပြီး သေမောသားကလေးကိုဒုက္ခမပေးတော့ဘူးတိုက်မင်ပြီး တောင်းမှန်ကြပါလေအေးကွာငါတို့လည်းမင်းကိုဒုက္ခပေးခဲ့ပေါ့များပြီဒီနေ့ကစပြီးငါတို့တွေမင်းကိုမစားတော့ဘူးလို့ဂတိပေးပါလေကွာထမင်းချက်ကလေးကအားလုံးကိုဝေ့ကြည့်ပြီးဒါဆိုရင်ကျွန်တော်အိယာပေါ်ဖပြုတ်တွေပြစ်မထဲတော့ဘူးပေါ့အားလုံးကအေးပါကွာပြစ်မထဲတော့ပါဘူးကျွန်တော်အကောင်းကိုလည်းအမိုက်တွေမတွတ်တော့ဘူးပေါ့ မတွတ်တော့ပါဘူးကွာဂတိပေးပါတယ်ညဆိုလေတရေလူမချောက်တော့ဘူးပေါ့ဘာစုဘာမှမလုပ်တော့ဘူးလို့ဂတိပေးပါတယ်ကွာသမင်းချက်ကလေးကတက်ပြင်းချတယ်အေးလေခမရတို့ကဂတိပေးမှတော့ကျွန်တော်လဲဘယ်တော့မှဟင်းဦးတဲ့သေးပေါက်မထဲတော့ဘူးလို့ဂတိပေးပါတယ်ကဲစဉ်းစားကြည့်ပါအရာရာတိုင်းကိုကိုယ်အသာကြီးပဲလို့မတွက်ပါနဲ့ သူ့ဘက်မှာလည်းမြုပ်ွက်ဆိုတာရှိနိုင်တာပဲလေသူ့ရဲ့အမေဖြစ်သူလမိန်းကလေးအကြောင်းကိုယောက်ျားလေးတွေသာသိနေရင်ကဘာပေါ်မှာလူပြိုကြီးတွေအများကြီးဖြစ်နေလိမ့်မယ်ဒါပေမဲ့ယောက်ျားတွေကကြောင်တွေလိုပဲကျွက်တွေသူ့အကြောင်းဘာပြောလဲဘယ်တော့မှစိတ်မဝင်စားဘူးကျွက်မြင်ရင်ခုတ်ဖူးလောက်ပဲချောင်နေတာအရှိကိုတွက်ပါအွေရောက်စာစိတ်ကစားစာအွေ ချစ်သူဤသာလူကျင်ကြတာပါပဲတိရွယ်လှုပ်တော့ရဲခြင်းနဲ့အရွယ်ကိုနောက်မှတိရွယ်လှုပ်တော့ကိုယ်စဲခြင်းနဲ့အရွယ်ရောက်လာမှလေအဲ့ဒီလိုအရွယ်မျိုးမှာဆုံးဖြတ်ချက်ကလည်းလွယ်တတ်ပါတယ်ဘသူကမဆိုရည်သားစကားပြောခြင်းနဲ့အရွယ်ဘသူကမဆိုအဖြစ်ပြီးဖို့အသင့်ရှိနေတဲ့အရွယ်ကိုဒါကြောင့်စဲကြောတဲ့အရွယ်မှာရည်သားတွေထဲလဲတွဲပြီးအသက်အနည်းငယ်ကြီးလာတဲ့အခါ လူကျင်တာမရသူတွေအများကြီးပါ ကိုတကယ်ချစ်တဲ့သူနဲ့တွေ့တဲ့အချိန်နာမည်ကပြည့်နေပြီမရရတာ ဆွဲဆွဲယူရတဲ့သူတွေလည်းဒုနဲ့ဒေးပါပဲဒါဟာကိုဘဘကိုချစ်သူနဲ့ရှောက်လန်းနိုင်ဖို့ရေးရှိအတွက်လူတွေရဲ့အကြုံတွေ့နေရတဲ့ဖြစ်ပျက်တွေပါတချို့ကလည်းဖြစ်တတ်ပါသေးတယ်စိတ်ကူးရီထဲမှာချစ်သူဆိုတာကဘယ်တော့မှအရွယ်ကြီးကိုထုံးစံမရှိပါဘူးကိုချစ်သူနဲ့ ရာသက်ပံပေါင်းဖက်ဖို့ရည်ရွယ်ထားကြပါれစိတ်ကူးယဉ်ကြည့်ကြပါれစိတ်ကူးတွေထဲမှာချစ်သူဆိုတာကဘယ်တော့မှအရွယ်ကြီးရထုံးစံမရှိပါဘူးခေါင်းတွေဖြူသွားမေးဒါတောင်စိတ်ကူးတွေကသွားကကျူးကျင်မှကျူးတာပါကက်လေးနှစ်ဓာစင်နဲ့မြေးရှစ်ဓာစင်လောက်ရထားမေးစိတ်ကူးတွေမှနော်ဒါပေမဲ့ကိုချစ်သူကလှနေတော့မှပဲလူတိုင်းဟာ ကိုချစ်သူကိုဘယ်တော့အခါမှ ပုံပြပန်းပြစိတ်ကူးမယင်ကြပါဘူး။အော်အခုတော့လှပါရဲ့။ဒါပေမဲ့ကြာလာရင်ဖက်ဒီပုတ်ကြီးဖြစ်လာလိမ့်မယ်လို့ဘယ်သူမှမတွေးမိကြဘူး။စဉ်းစားကြည့်သမားကိုချစ်သူကိုမဲမဲဝဝဇပင်ကျွတ်ကျစ်တဲ့နဲ့မလုံနိုင်မရနိုင်ပုံမျိုးမဖြစ်နိုင်ဘူးလို့ပြောနိုင်သလား။အဲ့ဒီပုံမျိုးကြီးဆိုရင်ရောချစ်နိုင်သေးလား။အခုနေခမရတာအချစ်စိတ်တက်နေရင်တော့ ဘာဖြစ်ဖြစ်ချစ်မှာပဲလို့ဖြေကောင်းဖြေလိုက်မယ်မထင်မှနဲ့ဒီလိုမှန်းသိရင်မယူပါဘူးဆိုတဲ့စကားအိမ်အောင်တဲ့ရီစီကကြာကြာနေရတာအဲ့ဒါတွေလည်းပါပါတယ်ဒါဟာရေရှိကိုမတွက်ထားသူတွေစီကကြာရတာမျိုးပါတချို့ကလည်းရှိပါတယ်ကိုယ့်ရဲ့ချစ်သူစိုးမန်းလဲသိပါတယ်ဒါပေမဲ့ရေရှိမှာပြုတ်ပြင်းလို့ရမယ်ထင်ကြပါတယ်မှတ်ထားပါလူတယောက်ရဲ့ဇယိုက်ကို တော်ရုံနဲ့ပြုပြင်လို့မရပါဘူးဆိုပါတော့ဗျာကျွန်တော်တို့မြန်မာလူမျိုးများဟာ မွေးကလေးကမိဘများအစုံမနဲ့သာကြီးပြင်းခဲ့ရတာပါမိဘရဲ့အစုံမတဲ့အစာရင်ဗုဒ္ဓရဲ့အစုံမက အများကြီးပူကောင်းမွန်ပါတယ်ဗုဒ္ဓရဲ့အစုံမတွေကလည်းတသက်လုံးကြာနေရပါတယ်ကဲတသက်လုံးမိဘရောဗုဒ္ဓရောစုံမခဲ့ပြီးတော့မလိမ္မာတဲ့ကလေးကိုခမရတို့လက်ထဲရောက်မှာ လိမ့်မာသွားတယ်ဆိုရင်တော့ခမရဟာအနှိုင်းမဲ့လူပုဂ္ဂိုလ်တူပါပဲအားလုံးတော့မဟုတ်ပါဘူးတချို့လဲချစ်ခင်စိတ်နဲ့ယဉ်ကျေးသွားသူတွေရှိပါတယ်ကျွန်တော်တို့နားရီမှာရှိပါတယ်ရည်စားဖြစ်ကလေးကစိတ်အခန့်မသိရင် ကောင်းလေးကလက်ပါတတ်ပါတယ်တခြားသူကိုဆိုကြောက်တယ်ချစ်သူကိုစိတ်ဆိုးရင် ရိုက်တတ်တဲ့သူမျိုးပါဒါကိုကောင်းမလေးဘက်ကဝိုင်းတာပါတယ်ယူတော်မယူရသေးဘူး ရိုက်လာပုတ်လာလှုပ်နေရင်ယူပြီးရင်ပူစုမဲ့ပေါ်နိုင်မဲ့ကောင်းမလေးကကောင်းပါတယ်ရတယ်ကျမပြင်ယူပါမေးတယ်တကယ်လဲယူပြီးရောကောင်းမလေးခမအမြဲတမ်းရက်ွယ်ပတ်ပြီးနေရပါတော့တယ်သူ့ရဲ့မူလအချင်းစိတ်ကလုံးဝမပြောင်းလဲပါဘူးတချို့ကလည်းရှိပါတယ်ဇာတိယုတ်ကိုယုတ်တည့်ရဲ့ချိုးနှိမ်လိုက်တာပါကြာလာတော့လေဒုံရင်ကဒုံရင်ပါပဲ။ ဗုဒ္ဓအစုံမနေတော့မလိမ်မာတဲ့သူကုလက်ထေရောက်မှဘလူလိမ်မာနိုင်မလဲဒါကြောင့်ကျွန်တော်ပြောချင်တာချစ်သူဤသာဒါမှမဟုတ်အိမ်အောင်ဘက်ရွေးမယ်ဆိုရင် အရှိကိုကြည်ပါကြာဘူးထားတာလေးပြောပြချင်ပါတယ်တခါကလူတယောက်ဟာ သင်းမောပြက်ပြီးတော့ကျွန်းတကျွန်းပေါ်ကိုနှစ်ပေါင်း30လောက်တကူတဲ့တောင်းတင်နေပါတယ်သူ့မှာစိတ်ကူးရင်စရာဆိုလို့ သူ့ချစ်သူရဲ့ဓာတ်ပုံလေးတစ်ပုံပဲပါပါတယ်ဓာတ်ပုံလေးကပြိုမြင့်နုနယ်လွန်လာတဲ့ချစ်သူမျက်နှာလေးကိုကြည့်ပြီးတော့သူခမမျောလင်းခြင်းနဲ့သာအသက်ရှင်နေရပါတယ်။ဂန်ကောင်းကျင်တော့နှစ်ပေါင်း30ကျော်လာတဲ့အခါသူ့ကူကဲတဲ့သင်းမော်ဒစီနဲ့တွေ့ခဲ့ပါတယ်။သူဟာမျောလင်းချက်တွေနဲ့တက်ကြွနေပါတယ်။သူအဓိကတက်ကြွနေတဲ့အကြောင်းကသူနေ့စဉ်ဒစိမ့်စိမ့်ကြည့်နေခဲ့ရတဲ့ချစ်သူနဲ့ပြန်တွေ့ရမှာမဟုတ်လို့ပါ။ သူ့ရင်ထဲမှာစိုးရိမ်စိတ်လဲဖြစ်နေပါတယ်။သူ့ချစ်သူက သူ့ကိုတစ္ဆာရှိရှိနဲ့စောင့်မစောင့်ပါမလားဆိုတာပါ။ဒီလိုနဲ့ချစ်သူနဲ့တွေ့တဲ့အချိန်ဒိုင်းကနေတနတ်တန်တစ်ချက်ပဲကြားရပါတယ်။အဲ့ဒီလူ လူတတ်မှုနဲ့တသက်တကျွန်းပြန်ကြသွားပါတယ်။သူ့ချစ်သူကိုတနတ်နဲ့ပြစ်တတ်တဲ့အတွက်ပါ။ချစ်သူကသူ့ကိုတစ္ဆာမရှိလို့မဟုတ်ပါဘူး။တစ္ဆာရှိရှိနဲ့ သူ့ကိုစောင့်နေရပါတယ်။ဒါပေမဲ့သူ့ချစ်သူဟာသူ့ကျွန်းပေါ်မှာတသသကြည်နေတဲ့ဓာတ်ပုံလိုမဟုတ်တော့ပါဘူး။ဇပင်တွေဖြူသွားရီကျုပ်ပြီးဗိုက်ပူကြီးဖြစ်နေလိုပါ။ဒါကိုဘယ်လိုမှဒီမခံနိုင်တော့လို့တနတ်နဲ့ပြစ်မိသွားတာပါ။ကျွန်တော်ဆိုလိုချင်တာကခမရတို့အားလုံးရဲ့စိတ်ကူးထဲမှာရှိတဲ့ချစ်သူပုံရိပ်ဟာဓာတ်ပုံတွေကပုံရိပ်လိုပါပဲ။ဘယ်တော့မှအရွယ်မကြီးနိုင်ပါဘူး။ ရေရှိမှာတော့ဒီလိုမဟုတ်ပါဘူးဒါကိုတက်တည်ပြစရာမလိုပါဘူးဘသူကိုကြည်ကြည်ပါ အကွေးများခမားတို့ကကိုချစ်သူကိုထဘရပြုမြင့်နုနယ်စေခြင်းရင်တော့သူဓာတ်ပုံကိုတိန်ထပြီးချစ်သူကိုအဆက်အသွယ်ဖြတ်လိုက်ပါဒါဆိုခမားသူကိုရေရှိချစ်နေနိုင်မှာလိမ့်မယ်မိမရီဟာ အိမ်အောင်မကြမချင်း အနာကက်အတွက်စိုးရိမ်ပူပန်နေကြတယ်ယောက်ျားတွေကတော့မိမမယူမချင်း အနာဂတ်အကြောင်းမစဉ်းစားဘူးအိမ်အောင်ပြုတယ်ဆိုတာကို့အခွင့်အရေးကိုတဝဲလျှော့ချပြီးတာဝန်ကြတော့နှစ်ဆတူယူရတယ်လို့မျိုးအကောင်ဘက်ကလှဲ့တွေပါတကယ်ချစ်ရင်တော့အပြည့်မြင်ခဲ့လာပါတယ်တချို့ကလေရှာကြံပြီးတော့အပြည့်မြင်တာမျိုးနောက်ပြီးတော့ပြည့်ချက်သေးသေးလေးကိုပုံကြီးချက်ပြီးအပြည့်ကြီးလောက်တာမျိုးရှိပါတယ်တကယ်တော့တယောက်နဲ့တယောက်ပေါင်းသင်းတဲ့အခါ အားနေကျအမြောက်များရှာတွေ့ရတာပါပဲမသူကများ အပြစ်ကင်းကြလို့လေအပြစ်မြင်ခဲ့ရင်တော့ချစ်ခင်စိတ်နဲ့ဖြည့်တွေ့ပေးရမှာပါဒါမှပဲချစ်သူတို့ရဲ့အနာဂတ်ဟာတာယာလာနိုင်မှာပါဆိုကြပါတော့ဗျာကျွန်တော်တို့မိန်းကလေးတယောက်ကိုကြည်တယ်ဆိုပါတော့မိန်းကလေးကိုအပိုင်းကြီး၄ပိုင်းခွဲပြီးကြည်ရပါတယ်အရှိနဲ့အနောက်ကိုအီဆိုင်နဲ့ဘီဆိုင်ထားအပေါ်နဲ့အောက်ပိုင်းကို အထက်ပိုင်းနဲ့အောက်ပေါ်ဗျာအကဲ၍မိန်ကလေးတယောက်ကို A ဆိုင်ကမြင်မိလို့စိတ်ဝင်စားရင် B ဆိုင်ကိုစက်မကြီးနေတော့ဘာကြောင့်လဲဆိုအရသာပြက်သွားတယ်လို့ပါ A ဆိုင်ကိုကြိုက်ပြီးဆို B ဆိုင်ကိုစက်မကြီးသိနေတော့ပါဘူးဇူးရွာလှလေခြင်းဆိုရဲအတွေ့ပေါ်လာမှဆိုလို့ပါဒီလိုပါပဲအထက်ပါအကြောင်းရာနဲ့ပြည်စုံပြီးဆိုအောက်ပါအကြောင်းရာကိုဆက်လက်မလိလာသိနေတော့ပါဘူး အောက်ပါ အကြောင်းအရာတွေကကောင်းမွန်ပြီဆိုအထက်ပါအကြောင်းအရာကိုမေ့ပြစ်တင်ပါပြီ။ဘာကြောင့်လဲဆိုအေးဆိုင်ပြီးဆိုင်အထက်ပါအောက်ပါ စသည်အလုံးစုံပြည့်စုံကောင်းမွန်နေတော့သူလောကမှာတယောက်မှ မတွေ့ဘူးလို့ပါ။ဒါကြောင့်ကိုချစ်သူမှာအပြစ်များရင်တော့အပိုင်းကြီးလေးပိုင်းလေးကတပိုင်းလောက်ကသာ ကွက်ကွက်ကလေးအကောင်မြင်ပြီးလိုက်ပါ။အမမဟုတ်ချစ်သူကိုအပြင်ဘန်းကကြည့်ပြီးကြည်နှက်ပါ။ ခက်စေအပြင်ချစ်သူဤပြင်ပရုပ်လက္ခဏာပန်အကဲ၍များနှစ်ဦးနှစ်ဖက် ပေါင်းဖက်မိရင် ဖြစ်သည်များအကြောင်းအကောင်ကြီးပဲလို့သာတွေးရမှာပါတယောက်ကိုတယောက်အပြည့်ရှာရင်းနဲ့အချင်းတွေကို အကုန်မခံပါနဲ့ကျွန်တော်ပြောပြီးသားပါ လူတယောက်ကောင်းလာဖို့ဆိုတာကိုယ့်အစုံမှတစ်ခုလေးနဲ့မဖြစ်နိုင်ပါဘူးဒါကြောင့်မာယွင်းစွာပေါင်းဖက်မိပြီဆိုရင်တော့ သူ့ရဲ့အပြစ်တွေကိုအကောင်ဘက်ကလှည့်တွေပါဒါမှလည်းရေရှည်ပေါင်းဖက်လို့ရပါလိမ့်မယ်မဖြစ်နိုင်တာတွေကိုတော့အကောင်ဘက်ကလှည့်တွေပါဒါဆိုအကောင်ဆုံးဖြစ်မလာရင်တော့နေရထိုင်ရတတ်တာပါလိမ့်မယ်လောကမှာမဖြစ်နိုင်တာမရှိဘူးလို့လူတွေကပြောတတ်ကြပါတယ်မဖြစ်နိုင်တာတွေရှိပါတယ်ဥပမာအသက်ပြန်ငယ်ခြင်းတွေပဲထားပါတော့ဖြစ်နိုင်ပါမလားဒါကြောင့်ပြောတာပါ မဖြစ်နိုင်တာတွေရှိပါတယ်။ဒါပေမဲ့အကောင်းမြင်စိတ်နဲ့သာ တွေးကြည့်ရင်မဖြစ်နိုင်တာတွေညှော့နေစေပါတယ်။အခုဒီစာရေးနေတော့ကတ်တွန်းဆရာကြီးမောင်ဝနာရေးသားခဲ့တဲ့တမိန်ဘောတော်ကတ်တွန်းလေးပြန်တရီရမိပါတယ်။ငယ်စဉ်ကလေးကဖတ်ခဲ့တာဆိုတော့အကြောင်းအရာတချို့တောင်မေ့နေပါပြီ။မှတ်မိတဲ့လောက်ပြန်တင်ပြပါမယ်။တမိန်ဘောတော်ကိုတရှူမှုနဲ့မြူစာကြီးကဖမ်းမိထားတယ်ဆိုပါစို့ ပေါ်တော်မင်းဟာတရှုမဟုတ်လားမြို့သားကြီးကမေးပါတယ်ပေါ်တော်ကကျွန်တော်တရှုမဟုတ်ပါဘူးမြို့သားကြီးမင်းတရှုမဟုတ်ဘူးဆိုတာဖြစ်နိုင်ရဲ့လားလောကမှာမဖြစ်နိုင်ဘူးဆိုတာမရှိပါဘူးသမိန်ပေါ်တော်စကားကြောင့်မြို့သားကြီးကတင်းတော်တယ်လောကမှာမဖြစ်နိုင်ဘူးဆိုတာမရှိဘူးဟုတ်လားအမှန်မှာပဲမြို့သားမင်းအေးမင်းစကားမှန်ရင်ယော့ ဟောဒီမှာကတုံးအေးဟုတ်ပါတယ်ကတုံးမှာအစီတုပ်ပြီးပြောင်းလဲနေတဲ့ကတုံးကြီးနဲ့လူပါဟောဒီကတုံးကိုခော့ပြီးပင်လေကန်းဆက်ကိုသွားကတုံးကောင်းကအတန်းကိုရအောင်ရခဲ့စမ်းခတ်မြဘုဒ္ဓစီတုပ်ထားတဲ့ကတုံးကြီးမြင်ပြီးရှီရင်ဆွေနှကမ်းမွေးပါတွန့်ဝင်သွားတယ်ကတုံးကောင်းကိုတန်းရှာဖို့ဆိုတာမင်းမေလောကမှာမဖြစ်နိုင်ဘူးဆိုတာမရှိဘူးဆို ကတုံးကောင်းကအတန်းကိုရအောင်ရှာခဲ့။သမိန်ဘောတို့ခမသူစကားနဲ့သူကြောင်ပိတ်မိပြီးမဖြစ်နိုင်တာမရှိဘူးလို့သူပဲပြောခဲ့တာကိုဒီလိုနဲ့ကတုံးတယောက်နဲ့သမိန်ဘောတို့ပင်လေကန်းဆက်မှာဘာလို့ရမှမသိဖြစ်နေတယ်။ကတုံးကလည်းမြန်မြန်ရှာစမ်းပါကွာဒီမှာနေကပူလာပြီ။ကတုံးကလည်းနေပူတဲ့နေနေရတော့ပူလာပြီ။သမိန်ဘောတို့ကလည်း ဘလို့လောက်ရမှန်းမသိဘူးဖြစ်နေတယ်။ဖြစ်ချင်တော့ဘင်းလေတဲကနေလက်ကြီးတကတက်လာတာမြင်လိုက်တယ်။ပေါ်တုကဝမ်းသာသွားတယ်။အုတ်ကီဒါကကရုံကောင်းကတမ်းမဲဆိုပြီးလက်ကိုပြေဖန်ပြီးမြူစားရှိသွားပြတယ်။မြူစားမေခမြကရုံကောင်းကတမ်းရှာတွေ့ခဲ့ပါပြီ။ရှူစားတော်မူပါ။မြူစားကြီးကလည်းလက်ကြီးကိုကြည့်ပြီးမျက်မှောင်ကျုပ်သွားတယ်။အေးကွာ ကတုံးကောင်ကတန်းဒီလောက်ကြီးရင်ငါတို့မြင်ရမှာပေါ့မဖြစ်နိုင်ဘူးထင်တယ်လောကမှာမဖြစ်နိုင်ဘူးဆိုတာမရှိပါဘူးမျိုးသားမင်းမျိုးသားမင်းကအကြက်ရိုက်တဲ့အလှဲ့ရောက်ပြီးဒါပေမဲ့ဘာပြောရမှန်းမသိဖြစ်နေတယ်အေးကွာဒါကြီးကတန်းနဲ့မတူဘူးလိတ်နဲ့တူနေသလားလို့မျိုးသားမင်းအမေကိုသမိန်ဘောတုကအာချောင်ပြီးတော့တမ်းမတန်းစစ်စစ်ပါ မယုံရင်မေးကြည့်ပါခမရဆိုတော့မြူသားမင်းကခေါင်းကုပ်ပြီးအေးငါတော့မတင်ကြဘူးဒါဖြင့်မေးကြည့်မယ်ဟဲ့အကောင်မင်းကလိတ်လာတန်းလာဆိုတော့လိတ်ကသူ့လက်ကလေးသူရက်ပြီးကျွန်တော်ဂျပူးပါခမရဂျပူးပါအေးဒါကြီးကဂျပူးတဲ့ကတုံးကောင်တန်းရှာခိုင်းတာဂျပူးဖန်လာတဲ့ပေါ်တုကိုပြန်ဖန်ပေါ်တုခမရတခါပြန်ဖန်ခံရပါတယ် ဇိုလိုဂျင်နာကမဖြစ်နိုင်တာတွေကိုအကောင်းမြင်စိတ်နဲ့လှည့်တွေးရင်တော့ထွက်ပေါက်ရှိပါသေးတယ်။ဂျင်နော်ရူနာကလင်မယားမှာမယားကသူ့ယောက်ျားကိုအကောင်းမြင်စိတ်နဲ့ပဲအမြဲတွေးတယ်။ကျမယောက်ျားလေးအရင်ကအရက်ဒပလင်းကို၄ရက်တောက်တာအခုလျှော့လိုက်ပြီ။အရက်ဒပလင်းကို၃ရက်ပဲတောက်တော့တယ်။အရက်ကိုလျှော့တာမဟုတ်ဘူး။ရက်ကိုလျှော့တာ။အခုတော့လေကြွာရှာပြီ။ လူတယောက်မိမယူလိုက်တယ်သုံးလာကြတော့ကလေးမွေးပါလေရောတငယ်ချင်းတွေကဝိုင်းပြောကြတယ်ဟဲ့ကမိမိမယူလာမှသုံးလာရှိသေးတာဘယ်နဲ့ကလေးမွေးရတော့ကလေးတယောက်မွေးဖို့ကူးလာကြတာပဲအခုကသုံးလာတဲ့နဲ့မဖြစ်နိုင်ဘူးနော်ဟေးသုံးလာပဲရှိသေးတယ်မင်းတို့ဘယ်လိုတွက်လိုက်တာလဲအေးလေမင်းမင်္ဂလာဆောင်ချင်းကို တွက်လိုက်တာပေါ့ ကလေးမွေးထားသူကအေးစိစိပင်မင်းတွက်တာမှားနေပြီဘလူဒီမှာငါတွက်ပြမယ်ငါမိမရတာဘယ်နှလလဲသုံးလလေးဒါဆိုငါမိမနဲ့ငါပေါင်းတာဘယ်နှလရှိပြီလဲဒါလေသုံးလပေါ့ကဲဒါဆိုငါတို့နှစ်ယောက်ပေါင်းတာကရောဒါလေသုံးလပဲလေကဲသုံးသုံးလီကိုမဟုတ်လို့မင်းပါကြီးလား ကုလစုကလေးကမွေးပြီပေါ့ကွာကဲအကောင်ဘက်ကရှာကြံတွေးတော့စိတ်သက်သာရမရဘူးလားမိမတယောက်ကနမ်းရမလားမနမ်းရဘူးလားဝေခွဲမရဖြစ်နေရင်နှာခေါင်းသာပြင်ထားလိုက်နမ်းရမလားလို့တော့ဘယ်တော့မှမမေးမိစေနဲ့အချစ်ဆိုတာလူနှစ်ယောက်ကျူးလွန်နဲ့မိုက်မဲမှုချစ်သူရဲ့ဂုဏ်ကိုညှင့်တင်ပါဒါဟာအကောင်းမြင်ဝါဒရဲ့နောက်တဆင့်မှာပဲ တချို့ကလည်းရှိပါတယ်ဒီကောင်မှကွာငတ်တုံးဒီကောင်ကဘာမှသုံးစားလို့မရပါဘူးဆိုပြီးနှိမ်ချတတ်ကြပါတယ်ဒါကြောင့်အကျဉ်လင်မယားဖြစ်တဲ့အခါတယောက်ယောက်ဟာတကယ်ပဲသုံးစားမရတဲ့ငတ်တုံးဖြစ်သွားပါတော့တယ်မိမကအလုပ်ရှိရင်ယောက်ျားကိုအရက်ဖူးပေးပြီးဘာမှသုံးစားမရတဲ့ငတ်တုံးဘဝရအောင်လှုပ်တော့တာပါပဲမလှုပ်လေလှုပ်တယ်လို့ဖြစ်သွားပါတယ် ်ယောက်ျားဖြစ်သူက အလုရှိရင်မိန်းမကို အိမ်မှာထမင်းဟင်းချက်ကက်လီထိန်ရောင်60ဖြစ်အောင် ထားတတ်ကြပါလေယောက်ျားလှုပ်သူမှာအလုရှိတယ်အဲ့ဒီကရတဲ့ငွေပင်ငွေရင်းနဲ့မိန်းမကိုအရင်နေ့တခုလှုပ်ပေးဖို့မယုံကြည်ကြတယ်လို့မိန်းမမှာအလုရှိရင်ယောက်ျားကိုအသုံးဝင်တဲ့အရာတခုခုလောက်စီစဉ်ပေးဖို့တတိမရတတ်ကြပါဘူးဒီလိုအဖြစ်မျိုးတွေရှိတာများတော့ချစ်သူနှစ်ယောက်မှာ တရက်ဟာအသေးကြပတုံသွားတတ်ပါတယ်ပတ်ဝန်းကျင်မှာလိလာကြည့်ပါအဲ့ဒါမျိုးတွေအများကြီးပါ မိမအလုံးရှိတဲ့အချိန်မှာယောက်ျားကထိုင်စားတယ်ယောက်ျားအလုံးရှိတဲ့အချိန်မိမထိုင်စားတယ် ਨੇ တယောက်တည်းလေထိုင်စားရင်နှစ်ယောက်လုံးတုံသွားတဲ့ဘဝယောက်ျားရသူတွေလည်းမနေလာပါဘူးအမှန်တော့ကိုချစ်သူရဲ့ဂုံကိုမြင့်တင်နိုင်ဖို့ကြိုးစားရမှာပါကိုချစ်သူဘာလောက်တတ်တယ် ဘာကူဝါဒနာပါတယ်ဆိုတာကိုယ်တိုင်အတိဆုံးဖြစ်ပါလိမ့်မယ်။ဒီတော့သူလှုပ်နိုင်တာသူလှုပ်တတ်တာလေးကိုပံ့ပိုးပေးနိုင်ရင်ချစ်သူတို့ရဲ့ဘဝဟာပုံမူတာရလာမှာပါ။ဒါမှလည်းအစဉ်ပြေတဲ့အိမ်ောင်ကြီးကိုတက်လှမ်းနိုင်မှာပါ။တချို့ကလည်းဟေးမင်းအလုတ်ကဘာဟုတ်သေးလို့လဲ။ငါအလုတ်ကမှဟန်ကြသေး။ဒါကြောင့်မင်းအလုတ်ကိုမလှုပ်နဲ့တော့ဆိုပြီး ်ကိုချစ်သူရဲ့ဂုံကိုချိုးနိုင်တယ်လို့ဇက်ကလုံးမျိုးနဲ့ပြစ်ပေါက်တတ်ပါတယ်တချို့ကလည်းဟေးငါအလုတ်လုံနိုင်ပါသေးတယ်ကွာငါအလုတ်လုံနိုင်တဲ့အထိမင်းဘာအလုတ်မှလုံเสียမှလို့ဘူးဆိုတဲ့ဈေးစနာလွန်ပြီးတော့တက်ဖက်သားရဲ့စိတ်ကူးကိုမြုပ်သွားအောင်နှိမ့်မြုပ်လိုက်တယ်လို့မျိုးလဲရှိတတ်ပါတယ်စူပါစူပြယောက်ျားကအစိုက်ကားနည်းနဲ့မိန်းမကဖယေးသည်ရောက်နေဒါဟာရှက်စရာမဟုတ်ပါဘူး ဒါကိုသူတို့ကတမျိုးတွေပါတယ်ဂျမကူစိုက်ကားသမားမရတဲ့ကျုပ်ရှက်တဲ့တော့ကဲယောက်ျားဖြစ်သူက အလုပ်ပြုတ်ပြီးငါကူဖျဲသီးတဲ့လေနဲ့ငါရှက်တယ်မိမပါအလုပ်ပြုတ်ပြီးကိုယောက်ျားစိုက်ကားနင်းလို့စိုက်ကားသမားမရဖြစ်တာ ရှက်စရာမဟုတ်ပါဘူးကိုမိမဖျဲသီးရောင်းလို့ဖျဲသီးတဲ့ယောက်ျားဖြစ်တာရှက်စရာမဟုတ်ပါဘူးဒါဟာဘာနဲ့အလားတရံအတူတလဲဆိုတော့ လူတယောက်ကနိုင်ရန်ကို တွေ့တက်ပြီးစေးတုပ်နေတယ်။ဒါကိုအောက်ကတယောက်ကမေးတယ်။စေးတုပ်တန်းကိုအသေးချာကင်ထား။ကင်ထားပါတယ်။ဒါဆိုလေကားကိုဖြုတ်လိုက်တော့မေး။ဒီသဘောပါပဲ။လူတယောက်ရဲ့ဂုံကိုမတင်နိုင်တဲ့အပြင် အပေါ်ရောက်နေသူကိုတောက်ဖြုတ်လိုက်တဲ့သဘောပါပဲ။ဒါဟာမဖြစ်သင့်တဲ့ကိစ္စမျိုးပါ။အမှန်တော့ကိုချစ်သူရဲ့ဂုံကို အမြဲတမ်းမြင့်တင်ပေးနေရမှာပါဆိုကြပါစို့ပန်းအိုးရီအလှစင်ရောင်းတဲ့ဆိုင်ကိုလင်မယားနှစ်ယောက်ရောက်လာတယ်မိမကဇီယောင်းသူကိုပြောတယ်ဟောဒီအိုးကြီးတလုံးကိုနှစ်ချမ်းပိုင်းပေးပါဇီယောင်းသူကယောက်ျားကိုပြန်ကြည့်တယ်ယောက်ျားကဟုတ်တယ်သူပြောတဲ့အတိုင်းဖြတ်ပေးလိုက်ပါဇီယောင်းသူက ဖြတ်ပေးတယ်မိမကအဆက်ပြီးတော့အဲ့ဒီအိုးအောက်ပိုင်းကို သုံးပိုင်းထက်ဖြတ်ပြီးဈေးတဲကယောက်ျားကိုပြန်ကြည့်တယ်ယောက်ျားကမှန်နေသူပြောတဲ့အတိုင်းသာဖြတ်ပြီးပါဈေးရောက်သူကထက်ဖြတ်ပြီးတယ်အဲ့ဒီသုံးပိုင်းစီဖြတ်ထားတာကိုတပေးစီထက်ဖြတ်လိုက်ဈေးတဲကကြည့်တယ်ယောက်ျားကခေါင်းငိမ်ပြတယ်ဈေးတဲကထက်ဖြတ်ပြီးတယ်အဲ့ဒီတပေးစီကမှအောက်ခြေမှာရေးထားတဲ့နဂါးပုံကိုထက်ဖြတ်လိုက်စမ်းဈေးတဲကမခံနိုင်တော့ပါဘူး ဒါကြခမမိမယူနေတာလားဗျာသူစကားကိုယောက်ျားကဟုတ်တယ်လေမယုံလို့လားကျုပ်စီမှာသူ့အယူလက်မှတ်ပါတယ်ကြည်မလားကဲကိုချစ်သူရဲ့ဂုံကူအဲ့ဒီလူမြင့်တင်တော့နှစ်ဦးနှစ်ဖက်အဆင်မပြေဘူးလားဒါကြောင့်ပြောတာပါဒါရဖြောင်ပြူးတဲ့ချစ်သူဘဝရကြည်ရင်ကိုချစ်သူရဲ့ဂုံကူမြင့်တင်မှာကိုချစ်သူကယူနေတယ်ဆိုရင်တောင်းမှာပေါ့